မင်္ဂလာပါရှင်။ဗမာခေတ်သတင်းဌာနမှကြေဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးဧပြီလ22ရက်နေ့မနက်ခင်းသတင်းများကိုအစီအကံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းအနေနဲ့ညောင်လေးပင်မြို့နယ်ပဇွန်မြောင်ရွာတွင်ဝင်ရောက်လာသည့်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှအရာရှိအပါအဝင်၃သေဆုံးဆွေးနွေးသတင်းပဲဖြစ်ပါရရှင်။ပဲခူးတိုင်းညောင်လေးပင်မြို့နယ်ပဇွန်မြောင်ရွာတွင်ဝင်ရောက်လာသည့်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာစစ်တပ်ဘက်မှအရာရှိအပါအဝင်၃သေဆုံးခဲ့ကြောင်း P23703 Fire Dragon ွန်မီနဂါစစ်ကြောင်းကပြောဆိုသည်ဧပြီလ20ရက်နေ့နနက်9:20မိနစ်ခန့်တွင်အင်အား60ခန်းမှအစမ်းမဲ့စစ်တပ်စစ်ကြောင်းသည်ညောင်လေးပင်မြို့နယ်ပဇွန်မြောင်းကျေးရွာအတွင်သို့ဒရုန်း၄ကြောင်းတို့ဖြင့်ပစ်ကူပြီးစစ်ကြောင်းထိုးဝင်ရောက်လာကြောင်းသိရသည်ထိုသို့စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် Fire Dragon မိနကစစ်ကြောင်းနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးအစမ်းမဲ့စစ်တပ်ဘက်မှအရာရှိအပါဝင်၃ဦးသေဆုံးကငေါက်ထက်မင်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။ ကျွန်တော်တို့မနက်9နာရီလောက်မှာရှမ်းသူဘက်ကဒရုန်း20နဲ့အစာပြစ်တယ်ပေါ့ပြီးတော့ကျွန်တော်တို့ရှေကင်းနဲ့တက်လာတဲ့ရန်သူနဲ့ထိတွေ့မှုဖြစ်တယ်ရှမ်းသူဘက်ကထိခိုက်မှုများသွားတယ်သူတို့ပြန်ဆုတ်သွားတယ်ပြီးတော့ပြန်တက်လာဖို့လုပ်တယ်ဒရုန်းတွေနဲ့ထတ်ချတယ်လက်နက်ကြီးပစ်ကူယူတယ်နောက် MI 35ချေမုံရဲရဟတ်ရင်နဲ့ပစ်ကူအထိပါယူရတယ်ကျွန်တော်တို့ဒီဘက်တော်လိုင်းတပ်ဖွဲ့တွေဘက်ကတော့တိတ်ချနေရယူထားနိုင်လို့ထိခိုက်မှုလည်းမရှိပါဘူးရှမ်းသူတွေလည်းရှေ့ကိုဆက်ပြီးတက်မလာနိုင်ဘူးပေါ့လက်ရှိအခြေအနေကတော့ထိတ်တိုက်ဆက်ဆိုင်ထားတဲ့အနေအထားတော့ ရှိပါတယ်ဟုမင်းနကစစ်ကြောင်းမှရဲဘော်တို့ကပြောဆိုသည်ကိုထုတ်ပြန်ထားသည်ဆလံပင်ဆလင်းတွင်တင်ကား20ပြင်းစစ်ကြောင်းထိုးလာတော့တက် PDF တို့ဖျက်တိုက်ပြီးနောက်ပြန်ဆုပ်ပြေးဆွဲတဲ့ငုံတင်ဆက်ပေးပါမယ်ရှင်မကွေးတိုင်းစလင်းမြို့နယ်တွင်တင်ကား20ပြင်းစစ်ကြောင်းထိုးလာသောတပ်ကို PDF တို့ကြားပြတ်တိုက်ခိုက်ခဲ့ရာပြန်ဆုတ်ပြေးသွားကြောင်းသိရှိရသည်။ဧပြီလ20ရက်တွင်စလင်းမြို့နယ်ကံပြားရဲစခန်းမှပသိမ်မုံရလမ်းမိုင်းသို့ထွက်လာသည့်တင်ကား20နှင့်အင်အား200ကျော်ပါစစ်ကောင်စီစစ်ကြောင်းကို တက္ကံတောင်မအကျော်ကြောက်ခွဲဆက်အနေနိုင်ဈာဖြတ်တိုက်ခိုက်ခဲ့ကြောင်းပြည်သူ့ကော်ရီတပ်ဖွဲ့စလင်ထံမှသိရသည်။တိုက်ပွဲက20ရက်နေ့တနေကုန်ဖြစ်ခဲ့တာပါဗျ။ကျွန်တော်တို့ဘက်ကတော့တောက်လျှောက်စစ်ကူပို့ရတာရှိပါတယ်။တန်ကြက်ကကားကိုအုံပြူပြီးဆက်လက် PRG စစ်ကောင်စီဘက်ကအုံပြူခဲ့ပါတယ်။ကျွန်တော်တို့ point ဘက်နေတော့လက်နက်ကြီးအပြန်လန်ပြစ်ခတ်မှုပဲဖြစ်လိုက်တာပါဟုပြည်သူ့ကော်ရီတပ်ဖွဲ့စလင်မှတာဝန်ရှိသူတို့က MPA တို့ပြောသည်။ ရင်းစစ်ကြောင်းသည်ဧပြီလ22ရက်နေ့နံနက်ပိုင်းတွင်ကံပြားရဲစခန်းတို့ပြန်လည်ဆုတ်ခွာသွားကြောင်းသိရှိရသည်။ရင်းတိုက်ပွဲ၌စစ်ကောင်စီတပ်ဘက်ကအထူးကဲအကြအဆုံများစွာရှိနိုင်ပြီးနေမြေနေထိုင်ရဆုံဆဲရေးမရကြောင်း၎င်းကပြောသည်။ စစ်ကောင်စီညမြေအတွင်ဖြစ်ပွားတာမှုတရင်မရယူနိုင်တာပါဟု၎င်းကဆက်လက်ပြောဆိုသည်ရှင်းတိုက်ခိုက်မှုကိုတောင်းညင်တော်မျိုးပြပျောက်ကြားတပ်ဖွဲ့မင်းမှုခရိုင်အမှန်ငါတရင်အမှန်ငါဒုံတပ်ဖွဲ့မင်းမှုခရိုင်အမှတ်တတရင်အမှတ်တဒုံဖွဲ့တောင်းစီအောင် LPDF ဗမာတပ်မတော် SLF LPDF မင်းမှုခရိုင်ပကဖာနှင့်ဆလင်းမြို့နယ်ပကဖာတို့ပူးပေါင်းဆင်နွယ်ခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များအထူးကံရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည် ယခုဆက်လက်ပြီးစင်ကိုမြို့အဝင်းကိုစစ်တပ်ကလေရင်ဖြင့်ပုံချဲတိုက်ခိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းစင်ကုန်းမြို့အဝင်ကိုအစမ်းဖက်စစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းပြည်ဦးလင်ခိုင်ပကဖမတောင်းရှိသည့်တူကရန်ကုန်ခေတ်သစ်တရင်ဌာနတန်းသို့ပြောဆိုသည်ဧပြီလ20ရက်နေ့ည10:00နာရီခန့်တွင်စင်ကုန်းမြို့အဝင်တရားနှင့်အစမ်းဖက်စစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည် အစံပန်စတိတ်လေးချောင်းတိုက်ခိုင်မှုတွင်ပြည်သူများထိခိုက်မှုမရှိတော့လဲတစ်ပင်များကိုထိမှန်ပြက်စီခဲ့ကြောင်းသိရှိရသည်မနေ့ကည10နာရီလောက်မှာအချမ်းဘက်စစ်တပ်ကစင်ကုမြို့အဝင်တရာအနီးကိုလေးချောင်းတိုက်ခိုက်မှုပြုလုပ်သွားတာပါပြည်သူတွေတော့အထီးကိမ်းမရှိဘူးတပ်ပင်တွေပဲထိမှန်ပြက်စီတယ်ဟုပြည်ဦးလင်းခရိုင်ပကဖမှတောင်းရှိသူတို့ကရန်ကုန်ခေတ်တဲ့တရင်ဌာနတန်းတို့ပြောဆိုသည် ပြည်သူများအနေဖြင့်အကျံဘက်စက်ကောင်စီတပ်နှင့်ဝေရရနေတိုင်းကြရန်နှင့်လေကြောင်းရန်ကာဝေးနိုင်ရန်အတွက်ဘုံကိုကျဲများတူဖို့ကြရန်ပြည်ဦးလင်ခရိုင်ပကဘာကအတိပေးနှိုးဆော်ထားသည်ဆလဘီလာရှုံမျိုးအကြောင်းပြောရန်အင်အားမရှိတော့ဟု MNDA ပြောဆိုရတဲ့ကိုတင်ဆက်ပေးပါမယ်ရှင်ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့နယ်ပတ်သက်ပြီးပြောရရင်အင်အားမရှိတော့ MNDA ကဖွဲ့စည်းထားတဲ့လာရှုံမြို့ပြည်လဲထူထောင်ရေးဖွဲ့တာဝန်ခံက MPA တို့ပြောသည် လက်ရှိ MNDA တပ်ဖွဲ့များလာရှိုးမြို့မှဆုတ်ခွာနေမှုနဲ့ပြည်သူများအတွက်ဆောင်ရွက်ထားရှိမှုအခြေအနေများကို MBA ကမေးမြန်းရ၌၎င်းကအထက်ပါတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်ဘာမှပြောစရာမရှိပါဘူးပြောဖို့လည်းအာမရှိလိုပါဟုလာရှုမြို့ပြန်လည်ထူထောင်ရေးတာဝန်ခံကပြောသည်တရုတ်နိုင်ငံအစိုးရ၏ဂျောင်းဝင်ညီနိုင်မှုဖြင့်ကိုကန့်တက် MNDA များသည်ဧပြီလ21ရက်နောက်ဆုံးထားပြီးလာရှုမြို့မှရွှေ့ပြောင်းပေးရခြင်းဖြစ်ကောင်း ရှမန်နေဧပြီလ22ရက်နေ့နနက်အစောပိုင်း၌ကိုကန့်အလန်တိုင်းများကို၎င်းတို့ကိုရိုင်းပြန်လည်ဖြုတ်သိမ်းခဲ့ကြောင်းဒေသခံများထံမှသိရသည်ဒီနေ့ဒူရာကတော့ကိုကန့်ကသူ့အလန်တွေလိုက်ဖြုတ်တာရှိတယ်အစည်းအဝေးကလည်းမနှက်ဖြန်ထပ်တွေ့မယ်လို့ပြောကြတယ်မြို့ရဲအသွားလာတော့ပုံမှန်ပဲပြီးတော့စစ်တပ်ကလည်းစစ်ဝတ်စုံနဲ့ဝင်လာတာမတွေ့သေးဘူးဆွေးနွေးပွဲတက်တဲ့သူတွေလောက်ပဲရောက်လာတာရဲစခန်းနဲ့အခြားဌာနဆိုင်ရာတွေလည်းဖွင့်တာမရှိသေးဘူးအခုလောလောဆယ်တော့ကိုကန့်တပ်ဖွဲ့တွေရှိပါသေးတယ်ဟုလာရှိုးမြို့ကအမျိုးသားတို့ကပြောဆိုသေးတယ် လက်ရှိကိုကန့်တက်စက်ကောင်စီနဲ့တရုတ်ကိုယ်စားလှယ်များသည့်လာရှိုမြို့စစ်နကောင်ဟိုတယ်၌ရှိကြပြီးရင်းဟိုတယ်အဝင်လမ်းကိုပိတ်ဆို့ထားကဧပြီလ22ရက်တွင်လည်းဆွေးနွေးမှုများထပ်မံပြုလုပ်လျက်ရှိကြောင်းဒေသခံများထံမှသိရသည့်ထို့ပြင်လာရှိုမြို့၏အုပ်ချုပ်ရေးရန်တရာကိုမြေသိအဖွဲ့ကအုပ်ချုပ်မည်နှင့်ပတ်သက်ပြီးတီကြသောအဖြစ်မထွက်ရှိသေးခြင်းကြောင့် CDN ဝန်ထမ်းအချို့နှင့်ဒေသခံအချို့တို့သည်မိမိလုံခြုံရေးအရာစုတင်တင်ဆောင်နေသူများလည်းရှိနေကြောင်းသိရသည် ကိုကန်းကတရားဝင် ထုတ်ပြန်တာတော့မရှိသေးဘူးဒါပေမဲ့စစ်ကောင်စီကအားသာသွားမယ်လို့ထင်နေ ဘာလို့လဲဆိုတော့တရုတ်လည်းပါနေတယ်ဆိုတော့လေကိုကန်သာဆုတ်ခွာရမယ်ဆိုရင်တော့လူလူတွေကိုတောင်းပန်တဲ့နဲ့ဝန်ထဲကြောင်းလဲပြောရမယ်သူတို့မထွက်ခါခင်လူလူအတွက်ဘာတွေလှူဆောင်ပေးထားလဲတော့ထုတ်ပြန်တင်တယ်လို့မြင်နေမဟုတ်ရင်တော့လူလူကအရင်လိုပဲပြေရအောင်မယ်ဟုလာရှိုးမျိုးကံအမျိုးသမီးတို့ကပြောတယ်လက်ရှိလာရှိုမျိုးနဲ့ပတ်သက်ပြီးစစ်ကောင်စီနဲ့ MNDA ကပါတရားဝင်ထုတ်ပြန်ပြောကြားမှုများမရှိခြင်းကြောင့်ဒေသခံများပုံမှုစိုးရိမ်နေခြင်းလည်းဖြစ်သည် ပြီးခဲ့သည့်ဧပြီလ18ရက်မှစတဲ့ကစစ်ကောင်စီတပ်များဌာနဆိုင်ရာဝန်ထမ်းအချို့သည်လာရှိုးမြို့သို့ဝင်ရောက်လာခြင်းဖြစ်ပြီး၎င်းတို့မျိုးရင်းတို့အေးချမ်းစွာဝင်ရောက်နိုင်ရန်အတွက် MNDA တပ်များကလုံခြုံရေးရယူပေးခဲ့ရသည်။ထို့ပြင် လာရှိုးမြို့တွင်ကိုကန့်တပ်စစ်ကောင်စီနှင့်တရုတ်ကိုယ်စားလှယ်အဖွဲ့ကိုဆွေးနွေးခြင်းကာလအတွင်းလာရှိုးတီဘောလမ်းမိုင်းနှင့်လာရှိုးမြို့အဝင်အထွက်ကိုလည်းအရေးပိတ်ထားကြောင်းသိရသည်။ လိုင်းမော်မှာတော့အဝင်အထွက်ပိတ်တယ်လို့တင်ကြတာတွေ့တယ်။ကျွန်တော်မင်းကလာရှိုးကနေလာတာအထွက်လဲရတယ်အဝင်လဲရတယ်။ဒါပေမဲ့ကိုကန်တက်ကတော့အတင်းကျပ်စစ်ဆေးနေတာရှိတယ်။ပြီးတော့စစ်ကောင်စီကသာလာရှိုးကိုအုပ်ချုပ်မယ်ဆိုရင်တော့ဒေသခံတွေအပြင်ကာသမားတွေလည်းအခက်တွေ့နိုင်တယ်ဟုလာရှိုးမြို့သူကုံစီပို့ဆောင်ပေးနေတဲ့ကာသမားတို့ကပြောသည်။ ရင်းပြင်းဆွေးနွေးပွဲအလုံးပြီးမြောက်ပြီးနောက်စက်ကောင်စီကမြို့ကိုအလုံးစုံထိန်းချုပ်လိုက်ပါကဒေသခံများသည်လာရှိုတီကလမ်းမကြီးကိုအုံပြုရမရတော့ဘဲကွင်းလန်းကိုအုံပြုလိုက်ရနိုင်ကြောင်းသုံးသပ်မှုများလည်းရှိနေသည်လာရှိုမြို့သိမ်းတိုက်ပွဲတွင်ပျက်စီးခဲ့သည့်အနေများအတွက်ဟုဆိုကဧပြီလ9ရက်နေ့တွင် MNDA ကအိမ်အောင်စုတစုလင်း7350ထောက်ပံ့ခဲ့သေးသည် ဤကဲ့သို့2024ခုနှစ်ဩဂုတ်လ3ရက်တွင်2029စစ်စင်ရေးဒုတိယလိုင်းအဖြစ် MNDAA နှင့်တော်လိုင်းဤပူပေါင်းတက်များသည့်စစ်ကောင်စီအရှိမြောက်တိုင်းစစ်ဌာနချုပ်တီရှိယာလာရှုမြို့ကိုသိမ်းပိုက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။ရှိခိုးတခါတင်ဆက်ပေးမယ့်တဲ့ရင်အကြောင်းအရာကတော့ရွှေဘိုမြို့နယ်ကွန်ဆက်ရွာစာတင်ကျောင်းကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဂျက်ဖိုက်တာဖြင့်ပုံကျဲတိုက်ခိုက်မှုကိုဝန်ဆောင်မျိုးသမီးတူအပါဝင်နှစ်ဦးသေဆုံးဆိုတဲ့တွင် ဖြစ်ပါရဲ့ရှင် စကိုင်းတိုင်းရွှေဘုံမြို့နယ်ကွန်စိတ်ကျေးရွာစာတင်ကျောင်းကိုဂျမ်ဘတ်စစ်တပ်ကဂျက်ဖိုက်တာဖြင့်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ကွန်ဆောင်မျိုးသမီးတို့အပေါင်းနှုတ်သေးဆုံးခဲ့ကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်တဲ့တွင်ဌာနတန်းသူပြောဆိုသည်ဧပြီလ20ရက်နေ့မွန်လယ်3:30မိနစ်ခန့်တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြမ်းဖက်စစ်တပ်ကပုံကျဲတိုက်ခိုက်ခြင်းကြောင့်ကိုဝန်ဆောင်မျိုးသမီးတို့အပါအဝင်အမျိုးသမီးနှုတ်ပုံစံထိမှန်ကပွဲချင်းမိသိဆုံးခဲ့ပြီးပုံစံထိမှန်သည့်အတွက်ပြည်သူ15ဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။ ဘုံကနှလုံးချတာတလုံးကွဲရင်တလုံးကရေရင်းပုံပိုင်ချင်းကြတာမကွဲဘူးဘုံပိုင်ကတော့လွင်ထွက်သွားတယ်အမျိုးသမီးနှစ်ဦးတေဆုံးနေတေဆုံးတဲ့အထဲမှာကိုဝန်ဆောင်အမျိုးသမီးတူပါတယ်15ဦးတန်ရရတယ်တန်ရရတဲ့အထဲက3ဦးကတော့ပြင်းထန်နေဟုဒေသပြည်သူတူကပြောဆိုသည်အကျန်းဖက်စတိတ်ဘုံချဲတိုက်ခိုင်မှုတွင်စာတင်ကျောင်းဆောင်လေးဆောင်နှင့်နေရများပြားလေအမိုးကများပေါက်ပြဲပျက်စီးသောကြောင့်သိရှိရသည်။